ပြီးခဲ့တဲ့အပတ်တွေကစောင်းသားထိုးပွဲတွေကိုကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးရန်ကုန်မြို့ကအထက်တန်းပြចောင်းဆရာတို့ကကျွန်တော်ကိုဆက်သွယ်လာတာရှိပါတယ်ဒီចောင်းဆရာရဲ့လုံခြုံရေးရသူ့ရဲ့အတန်ကိုတော့ဖြတ်ထားပါတယ်နာမည်ကိုလည်းတွေ့ထားပါတယ်သူ့ရဲ့နာမည်ကိုဆရာမျိုးလို့ပဲခေါ်ပြစီသူနဲ့ဆက်သွယ်မေးမြန်းထားတဲ့အချက်တွေကိုကျွန်တော် ပြန်လည်ထုတ်ဖို့တင်ပြပါမယ်ဆိုတော့ ကျွန်တော်ပထမဦးဆုံးဆရာမျိုးကြီးဆရာမျိုးကိုမင်္ဂလာပါလို့ကျွန်တော်ရင်ပြောချင်ပါတယ်ဆရာမျိုးဒီလိုပါဆရာမျိုးကြီးအခုကျွန်တော်တင်ထားတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ဆရာမျိုးကပြောချင်တာတွေရှိတယ်ဆိုလို့ကျွန်တော်ဒီလိုမင်းမြန်ကန်လေးလုတ်လိုက်ရပါဆရာမျိုးရဲ့လုံခြုံရေးနဲ့ပတ်သက်လို့လည်းကျွန်တော်သတိကြီးထားပြီးတော့အတန်တွေကိုလည်းကျွန်တော်ဖျောက်ထားပေးပါမယ်ဆိုတော့ဆရာမျိုးကြီးဒီចောင်းသားထိုးပွဲတွေက အယမ်းကိုဖြစ်နေလားခက်စိတ်စိတ်တွေဖြစ်နေလားဒါကနိုင်ငံအနှံ့ကចောင်းသားထိုးပွဲတွေဖြစ်နေလို့ဗီဒီယိုဖိုင်တွေအများကြီးတွေ့နေရတာလားဆိုတာဆရာမျိုးတစ်ချက်ပြောပြပါအောင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ကဲ့အဲအခုကလေကျွန်တော်တို့အစီအမဖြစ်နေတာကအဲဟိုဒီဗီဒီယိုဖိုင်တွေဆိုတာကနည်းသေးတယ်လို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲကျွန်တော်တို့ကအဲဒီចောင်းမှာပေါ့နော်မနစ်ကကျွန်တော်ចောင်းចောင်းနေမှာစပြီးပြန်ပြီးစပြန်တင်တယ်ပေါ့စပြန်တင်တော့ သူတို့အခုဖြစ်နေတဲ့အခြေအနေတွေကမနစ်ကဖြစ်ထားတဲ့ဟာတွေဒီနေ့ဖြစ်တဲ့ဟာတွေတော့မပါဘူးမနစ်ကဖြစ်ထားတဲ့ဘူယိုဖိုင်တော်တော်များဖြစ်တယ်ဆိုတော့ဒီဆရာကြီးကြားထဲမှာလည်းဒီဗီဒီယိုဖိုင်တွေတွေ့ရတယ်ဆိုတော့ဒီဒီဟာတွေနဲ့ပတ်သက်ပြီးတင်းနေပါပြီတိတ်မတွေ့ဘူးအဲမတွေ့တော့ကျွန်တော်တို့ကလေအဲဒီမှာ YouTube ကြည့်နေရင်လည်းအဲဟိုအကိုကတော့အကိုရဲ့ YouTube ကိုတွေ့တယ်ကိုကျွန်တော်တို့အဲမိတ်ဆွေပဲဆိုတာတွေ့တော့အဲဒါပြောတော့ပြောပြခြင်းလေဆိုပြီးတော့ဆက်လိုက်တာဆက်လိုက်တော့ဗျာဒီလိုသူအဲအခုဖြစ်နေတာကတော့ ဒီမျိုးရုပ်ပိုင်းကအများကြီးပဲတွေ့တယ်ရန်ကုန်မှာဖြစ်နေတာကျွန်တော်ကျောင်းမှာဖြစ်တာလည်း၅ခု၆ခုလောက်ရှိတယ်အဲ့တော့ကျောင်းသားတွေကအာချိန်တိုးကြတယ်ချိန်ရိုက်ကြတယ်အဲ့ဒါကိုထိန်းနေတယ်များတော့ထိန်းတယ်မထိန်းနိုင်တဲ့အခြေအနေကိုဖြစ်လာတာကြတော့တချို့ဆရာတွေကဟိုတွန်းအားပေးပြီးတော့ဟိုရန်ဖြစ်ခိုင်းတယ်လို့ဖြစ်နေတယ်ပေါ့နော်ဒါကခုနကမေးတယ်မေးခွန်းကိုပြောရရင်တော့အာသူတို့တကယ်ဖြစ်နေကြတယ်ကျောင်းတစ်ကျောင်းမှာကျွန်တော်တာဝန်ယူနေတဲ့နှစ်တစ်နှစ်တည်းပါတယ်၆ချိန်လောက်ကြီးကြီးကျယ်ကျယ်ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပါလေဗျဟုတ်ကဲ့ပါ ဟုတ်ကဲ့ဆံမျိုးခင်ဗျာဒါဆိုလို့ရှိရင်ဒီចောင်းသားထိုးပွဲတွေကတကယ်ဖြစ်နေတယ်လို့ဆရာမျိုးကပြောကြင်တာဗောဆိုတော့ဒီចောင်းသားထိုးပွဲတွေနဲ့ပတ်သက်ပြီးဘာလို့ဒါမျိုးတွေဖြစ်နေရသလဲဆိုတဲ့ဟာကိုတစ်ချက်ကျွန်တော်ကိုပြောပြပေးပါအောင်ဗျာဒီလိုဗျာဟိုဆရာကြီးကိုယ်တိုင်ကမြောက်ပေးနေတယ်လို့ဖြစ်နေတာအဲ့တော့မြောက်ပေးနေတဲ့ဆရာကြီးရှိတယ်ဗောအဲ့တော့ဘာလို့လဲဆိုတော့ចောင်းတစ်ចောင်းမှာဆရာကြီးဆရာကြီးอ่ะ အဲကျွန်တော်တို့မေးကြည့်ရင်ဘယ်ကနေပြီးတော့ဘယ်လိုဘီးဒီစင်းနေလားဒါဒီလားအဲ့လိုမေးလို့လည်းမရတဲ့ဆရာတချို့ရှိတယ်အဲ့ဆရာတချို့ကဒီလိုပေါ့နော်ဟိုဟိုကျောင်းသားတွေကိုဒီလိုဂိုင်းဆန်ဆန်ဂိုင်းကနာဆန်ဆန်အဲ့လိုမျိုးတွေလုပ်နေရတယ်ရှိတယ်ရှိတော့ဟိုပြီးတော့အထက်တန်းကြီးတန်းအငယ်တန်းကိုလည်းလိုအနိုင်ကျင့်တာဒါတွေကိုပို့ပြီးတော့တွန်းအပ်ပေးတယ်တချို့ကျွန်တော်နဲ့အတူတူတင်နေတဲ့ဆရာနဲ့ဆရာမတွေတချို့ဆိုလို့ရှိရင်အဲ့လိုပေါ့နော်မြောက်ပြန်ပေးတဲ့လူတွေလောက်တာတွေတွေ့ရတယ်ဟိုအချိန်တွေကစိုးတယ်ပေါ့ဒါစနစ်တကျလုံနေသလားလို့တော့ထင်ရတယ်ပေါ့နော် ဆိုတော့မကောင်းစွာတည်ရေကျွန်တော်တို့ပြောတယ်ဒါပေမဲ့အခုကျွန်တော်နှမ်းပြီးဆက်တယ်ပြောတာလေဟိုအကူအကူတို့ကဒါခွင်တောင်းပြီးတော့အဲဒါလည်းတက်ပြီးပါနာမည်လည်းပြောပြီးပါဒါကျွန်တော်လုံလုံရေးတော့ပါဆိုပြီးကျွန်တော်အဲတကူတကအဲ့လိုနှမ်းဆက်တယ်ပြောတာပါအချိန်တွေကတော့တော်တော်ဆိုးနေတယ်လားရှိရပါဟုတ်ကဲ့ဆရာမျိုးဒီတော့ဒီစစ်ကောင်စီလက်ထက်မှာဖြစ်နေတဲ့အအချိန်နေနဲ့ဟိုအရင်ကအချိန်နေနဲ့ရောနှိုင်းရှင်ပြီးပြောပြပေးလို့ရမလား အဲတခုကတော့ဆရာမျိုးကဘယ်ချိန်တုန်းကအကြောင်းဆရာဖြစ်နေရက်တည်တာလဲဆိုတာလဲကျွန်တော်တော့သေချာမသိဘူးခင်ဗျာဒါအာနာမသိငင်ကလေးကအကြောင်းဆရာလားအာနာသိပြီးမှအကြောင်းဆရာလားဆိုတာလဲတစ်ချက်ပြောပြပေးပါဦးခင်ဗျာအဲကျွန်တော်အကြောင်းရင်းပြောတာပေါ့ဗျာကျွန်တော်ကဟိုနနထောင်းခုနှစ်နထောင်းခုနှစ်တော့ဗျာနထောင်း2020မတားခင်2019ပေါ့အဲ့မှာကျွန်တော်တို့အဲကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်တာဝန်စကြတာပေါ့နော်အကြောင်းကြီးပိတ်ဟာကြီးပိတ် 咯，装变款内件就咯，装装线路内底。哎咯，第那套那设定啊，那对咯，第配个话伊拉，先人哋买嘞，先人会内个咯，先人会内做配件呀，就咯，做些微的啊嘛，就咯，先人会买嘞，做有诶，楼梯比较就咯，就特别的嘛，就咯，巴的诶，多少就咯，巴个。伊本来老早老早路先来呀的，前年时的，哎咯，就咯，多少话咪老虎诶，第啥体内路变咪老虎。 ဒါပေမဲ့ပညာရေးကအလိုအပ်ချက်တွေရှိလာပြီးနှစ်ကအဲနှစ်သုံးနှစ်ဖြစ်လာပြီးဆိုတဲ့အချိန်မှာကျွန်တော်2024မှာကျွန်တော်ဆရာပြန်လုပ်ဖို့ဆုံးဖြတ်တယ်ဒါကလည်းဗာလဲဆိုတော့ကျွန်တော်တို့အဒီတောင်းသားတွေလည်းကျွန်တော်တို့လည်းဝေးနေလို့မရဘူးဆိုတဲ့အယူဆရောညမာပြည်ထဲမှာဘာမှလုပ်လို့မရတော့ကိုလို့ဒီလုပ်လေးပဲပြန်လုပ်ဖို့ရှိတဲ့အချိန်တွေမျိုးပြန်လုပ်တယ်ပေါ့ဆိုတော့အဲ့လိုပါဒါပေမဲ့ကျွန်တော်တို့ကြောင်းတက်ခေတုန်းကအခြေအနေတွေတော့ပဲကျွန်တော်ကနိုင်ရှင်ပြောလို့ရမှာပေါ့နော် ျွန်တော်ကြောင်းဆရာတက်တန်းကအဲ့ဒီနှစ်ကတစ်နှစ်အခုဒီနှစ်နှစ်လည်းဆိုသုံးနှစ်ပဲရှိပါတယ်ကြီးတော့ဒီအာနာမသိငင်ကအလုပ်ခဲ့တဲ့အချိန်ကာလကတော်တော်တိုးတယ်အဲပြောရရင်ပြောရရင်ဗျာဟိုအမြင်ရတော့ဒီကောင်ဒီလက်ထက်ကြမှာဒီလိုဖြစ်လာတယ်ပူဆိုးလာတယ်လို့ပြောလို့ရပါတယ်ဒါကတော့တကယ်အဲ့လိုပဲပြောလို့ရပါတယ်ဗျာဆံမွေးကျေးဇူးအများကြီးတင်ပါတယ်ဗျာဆိုတော့ဒီလိုဖြည့်ချားပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲဒါရင်နဲ့ပတ်သက်ပြီးတော့လည်းနောက်လည်းကျွန်တော်ဆက်သွယ်လို့ရလို့ရှိရင်ဆက်သွယ်ပါဦးမယ် ဒါပေမဲ့နောက်တစ်ခုတော့ကျွန်တော်မေးကြင်ပါသေးတယ်။ဆရာမျိုးဘာကြောင့် CDM မဝင်ရတာလဲဆိုတာလဲတစ်ချက်ပြောပြပေးပါဦး။ခုနပြောတဲ့အထက်မှာပါပါလေ။အကျွန်တော်ကျောင်းဟိုပြန်ပြီးတော့လောက်ရမယ်ဆိုရင်အတိတ်တက်လောက်တာ CDM ကလောက်ခဲ့တယ်လေ။ CDM လောက်ခဲ့တယ်။ CDM 3နှစ်ပြီးပါလောက်ခဲ့တယ်။ဒါပေမဲ့2024မှာအဲကိုဘဝအခက်အခဲရောပြီးတော့ကျောင်းသားတွေနဲ့ ကျွန်တော်တို့နဲ့အတူတူရှိတယ်နဲ့ဆိုရဲအယူအဆနဲ့ပြန်ပြီးတော့ဒီအလုပ်ပြန်လုပ်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ CDM ပါပဲကွာ CDM ပါပဲဆရာနာရှင်လည်းမကြိုက်ပါဘူးဆရာနာရှင်လည်းလက်မခံပါဘူးဒါပေမဲ့ဒီအောက်ထဲမှာဒီကျောင်းသားတွေနဲ့အတူတူအလုပ်လုပ်ဖို့လိုတယ်စတင်ဖို့လိုတယ်အခုလိုပြဿနာတွေပေါ့အခုလိုပြဿနာတွေကြုံနေတဲ့အချိန်မှာအဲစိတ်စေတနာကတော့ကအဲကိုလိုပြောတဲ့စိတ်စေတနာကောင်းတဲ့ဆရာပေါ့ဗျာစိတ်စေတနာကောင်းတဲ့ဆရာပေါ့ဗျာဒါမျိုးရှိဖို့လိုတယ်လေအဲ့တော့အဲ ကိုကိုအရန်ကောင်းတယ်လို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုဟိုယုံမုန်းတဲ့အဲဆရာနာရှင်ကိုလက်မခံတဲ့ဆရာကြီးလေကျောင်းသားတွေနဲ့တူတူရှိနေမှရမယ်ဆိုပြီးဘလို့စီရီယံအဲလုတ်မလုတ်ဘူးလို့တော့မဟုတ်ပါဘူးကျောင်းဟိုကျောင်းမှာဆရာပြန်လုပ်ခဲ့တာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီလိုပြည့်ပြည့်စုံစုံအဲပြောပေးလို့လည်းကျေးဇူးတင်တယ်ကျွန်တော်တို့ဒီလိုတကူးတကဆက်သွယ်လာပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့သတင်းဌာနကြီးတော့မဟုတ်ပါဘူးเนาะ ဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးတော့ပြည်သူလူထုစီကိုတည်င်းနေရအောင်အတန်နေရအောင်ကျွန်တော်ဝေငှပေးပါမယ်။ဒီလိုပူပေါင်းပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲခင်ဗျာ။ဆရာမျိုးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။အားလုံးကိုလည်းချစ်ရှုအားပေးနေသူအပေါင်းကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အားလုံးအဆင်ပြေချောမွေ့ကြပါစေ။အိမ်မြဲမြဲပြန်နိုင်ကြပါစေ။အောင်ပွဲအဆက်ဆက်ခံနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်